ရေသမားလုံးပဲမင်္ဂလာပါခင်ဗျာဖုတ်ဘောကင်းကနေပြန်လှည့်ပြီးတော့ဂျိုးဆူလိုက်ပါတယ်။ဘာကောင်ရှုံးရပြီမဲ့လာလီဂါချန်ပီယံဆုတွယ်မျောလင်းချက်တွေမကုံဆုံးသေးဘူးဆိုတဲ့ဆီမိုနီဒီနှစ်မှာတော့ထူးခြားပါပဲ။ဥရောပထိပ်သီးလီဂ်ကြီး၅ခုထဲမှာလာလီဂါချန်ပီယံဆုတိုက်ပွဲကပြင်းထန်တဲ့ပြန်ဆန်မှုတွေနဲ့ပရိသတ်တွေကိုစိတ်အာရုံဆွဲဆောင်ထားနိုင်နေပါတယ်။လက်ရှိချိန်မှာဆိုရင်လာလီဂါပွဲစား28ပွဲတိကစားလို့ပြီးသွားပါပြီ။မပိစားရတ္တိမှုရကြီးလို့ရှိရင်ထိပ်ဆုံး၃နှစ်မှာဘယ်သူရသွားမလဲဆိုတာခုချိန်ကြီးပြပြတတ်တာခံမှန်းလို့မရနိုင်သေးပါဘူး။ဘာစွာက29ဝဲကစားရမှတ်60 ရီးယား28ပွဲကစားရမှတ်60ရုံးနဲ့အဆင့်1နှစ်နေရာဒီမှာတည်းရပ်တည်နေကြပြီးတော့တီကွာတော့ခုနောက်ဆုံးပွဲမှာဘာကောက်အင်ငွေ့မှာပဲရှုံးသွားခဲ့တာကြောင့်28ပွဲကစားရမှတ်56မှတ်နဲ့အဆင့်3နေရာဒီမှာအသီးသီးရပ်တည်လျက်ရှိနေကြပါတယ်လက်ကျန်10ပွဲကစားအောင်မှာဖြစ်ပေမဲ့ခုကတော့နိုင်ငံတကာပွဲစဉ်တွေရှိနေတာကြောင့်ကလပ်သင်းပွဲတွေကိုကိတာခဏရနာထားတော့မှာဖြစ်ပြီးယခုလအကုန်ပိုင်းလုံးကြမှာပြန်လည်ပြီးတော့စတင်သွားမှာဖြစ်ပါတယ်လာလီဂါကတော့လက်ရှိချိန်မှာချန်ပီယံစုတိုက်ပွဲတွေကစိန်ခေါ်မှုတွေပြင်းထန်ရှိနေဆဲဖြစ်ပြီးတော့ဘာစီလိုနာရီယယ်မက်ဒရစ်နဲ့ အက်တလတီကိုမက်ဒရစ်တို့လိုကမ္ဘာအကောင်းဆုံးအသင်း၃သင်းရဲ့စပိန်ပြည်တွင်းချန်ပီယံဆူပလာကိုရယူနိုင်မှုအပြင်းထန်တိုက်ပွဲဝင်နေကြတာကိုစောင့်ကြည့်ရတာရင်ကုန်စိတ်လှုပ်ရှားစရာပါ။အိုင်ဘတ်ခွန်ရှိကို1 expert တို့ကိုနိုင်ငံတကာပေါ့ကြီးတိုင်းဖုတ်ဘောကိမှာကစားလို့ရပါပြီ။1 expert အကောင့်ဖွင့်သူတိုင်း promo code FBK ခွန်၃လုံးကိုအသုံးပြုပြီးတော့တရားခိုင်နှုန်း bonus ရယူကစားလို့ရအောင်လည်းသတင်းပေးပါစေ။ဖုန်းပေါ်ကမှာကစားခြင်းလဲဆိုတော့ဖုန်းနံပါတ် Viber 309 63လုံး93လုံး93လုံးကိုဆက်သွယ်နိုင်တော့ comment တွေမှာခြာပေးထားတဲ့ Telegram link ကိုလည်းလက်အောက်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ ဒီတမမှာတော့ Villarreal နဲ့ Real Madrid ဒီကိုနဲ့ Barcelona တို့လိုပွဲကြီးပွဲကောင်းတွေနဲ့ပရိသတ်တွေစိတ်အာရုံနဲ့ဖန်ဆားထားခဲ့ပါလိမ့်။ Real ကတော့ Mbappe ရဲ့အတွင်းကိုးတွေနဲ့အနိုင်သုံးမှတ်အမှတ်ပြရရှိခဲ့မယ်။ဘာကားတော့အနိုင်သုံးမှတ်ရဖို့တော်လေးကိုယုံကန်လိုက်ရပါလိမ့်။ Champions League 16တင်းအဆင့်မှာတော့ Real ကိုဒုက္ခကောင်းကောင်းပေးခဲ့တဲ့ဒီကိုကဒီတစ်ပတ်ပွဲစဉ်မှာလည်း Barcelona ကိုစိတ်ဒုက္ခကောင်းအောင်ထပ်ပြီးတော့ပေးနိုင်ခဲ့ပါလိမ့်။ပွဲစဉ်မိနစ်80မှာဒုကြကိုထည့်ရခဲ့တာကြောင့်အဲ့ချိန်ထိဒီကိုကဘာကားကို2-0နဲ့ဥဆောင်ထားနိုင်ခဲ့တာဖြစ်ပါလိမ့်။ ပြန်လာနိုင်မှုမလွဲတော့တဲ့အနေထားမျိုးကြောင့်နေပေမဲ့ဘာကားတော့အကောင်းဆုံးတွန်းလှန်ဖြုတ်ဖြတ်ကာနောက်ကနေလေးကိုပြန်လိုက်သွေးပြီးတော့ဒီကို24နဲ့အနိုင်ဦးကမပေးစရာထိတ်ဆုံးနေအောင်တက်လန်းရောက်ရှိသွားနိုင်ခဲ့ဖြစ်ပါတယ်ဒီကိုနေပြဆီမနီကတော့ဘာကောအင်ငွေးမှာဆုံးနေခဲ့ရပါပဲသူတို့အသင်းကချန်ပီယံလုပွဲပေါ်ကနေထွက်ခဲ့ရတာမဟုတ်ပဲချန်ပီယံစုကိုမျက်မှန်းထားနိုင်တဲ့ဖြစ်တယ်လို့ယုံကြည်နေပါတယ်လက်ရှိချိန်မှာဒီကိုကအဆင့်တညာမှာရပ်တည်နေတဲ့ဘာကားထက်ပွဲပေါ်ကစားပြီးတော့ရမှတ်၄မှတ်ဒီကွာနေခဲ့ရပါပြီဒါပေမဲ့ဒီကိုကမပီလာစုခုနိုင်မှုအတွက်ပြန်ဆက်မှုလမ်းကြောင်းပေါ်မှာဆက်ရှိနေတဲ့ဖြစ်တယ်လို့ဆီမနီကလက်ခံယူဆထားခဲ့တာပါ ဒီကြောင့်နဲ့ပတ်သက်ပြီးတော့စီမီနီကိုမေးမြန်းခဲ့ရမှာဆရာကြီးကလက်ရှိမှာတော့ဘာကာရဲ့လက်ထဲမှာနောက်ထပ်ပွဲကြံတဲ့ပွဲရှိနေပါသေးတယ်။ဒါပေမဲ့အဲ့ဒီပွဲမှာ Real Madrid ကရုန်းကန်ခြင်းရုန်းကန်ရနိုင်ပြီးတော့ရှေ့လာမယ့်ပွဲဒီမှာ Real ရဲ့ခြေစွမ်းကဘာတွေဆက်ဖြစ်နေမယ်ဆိုတာဒီချိန်ထိဘယ်သူမှမသိကြသေးပါဘူး။တို့တို့စီမှာရေးကြီးတဲ့အားသာချက်တွေရှိပါတယ်။ဒါကိုကျွန်တော်ဘက်ကလည်းကောင်းကောင်းသဘောပေါက်ထားပြီးဖြစ်ပါတယ်။ကျွန်တော်ကတော့တပွဲပြီးတပွဲဟိုသာအကောင်းဆုံးချင်းကပ်ပြီးရှေ့ကိုမမှန်တဲ့ချီတက်နိုင်မှုအတွက်ကိုပဲဦးစားပေးနေတဲ့တတ်မှတ်ထားပါတယ်လို့ထုတ်ပေါ်ပြောဆိုလာခဲ့ပါတယ်။စီမီနီပြောတော့ငါတဘာဝတော့ကြပါတယ်။လူကနေလာပိုင်းလောက်ထိ Real ကခြေစွမ်းကောင်းတွေဇက်တိုက်ဆူဆူပြသနေပြီးတော့ ဘာဆောင်ကိုရှင်းမလောက်ဒီဖြတ်ထားနိုင်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာရီရဲ့ရလာဆိုးတွေကြားမှာဇတရုံကန်နေရတဲ့တော့ရုံဝင်တဲ့ဒီပွဲတွေဆက်လာပြီးတော့ကုဆွေရင်သူတို့ရှိမှုတဲ့အစင်းတဲ့နေရာတော့မှဘာကောင်လွှဲပြီးလိုက်ရပြီဖြစ်ပါတယ်ဒါကြောင့်သူတို့တွေကလက်ကြံပွဲတွေကိုရလာကောင်းတွေရယူနိုင်ခဲ့ရင်ရမလေးလွှဲမှုတွေတိတ်ပြီးတော့မရှိဘူးဆိုရင်ဒီကုန်နေနဲ့လာလီကာဖလောက်ကိုမျောလင်းကုန်တော့ရှိနေပါသေးတယ်တကယ်လို့ဘာကားလက်ထဲမှာကြံရှိနေတဲ့ပွဲကြံတဲ့ပွဲတွေကဘာကားနိုင်ရလိုက်မယ်ဆိုရင်ဒီကုန်နဲ့ဘာကားတို့ကြားမှာရမကွာမှုခုနှစ်မှတ်ရှိသွားမှာဖြစ်ပါတယ်တခုစီတာကတော့ဒီကုန်အသင်းမှာပြည်တွင်းပွဲတွေကိုပဲကောင်းတဲ့ထက်ပဲသေချာအားထုတ် ကစားစရာရှိတော့ဖြစ်ပါတယ်ရီယယ်နဲ့ဘာကာရူကတော့ချန်ပီယံလိယောကိုပါတယ်ရီဖလာရီရောကောင်းနေထိုက်ထားသေးတာဖြစ်တဲ့အတွက်ဒီကိုထက်အောင်များနေနိုင်ပါတယ်ဒါပေမဲ့ဒီကိုနဲ့ဘာကာကိုပါတယ်ရီစီမီစစ်မှာထိတိုက်တွေ့ဆုံကြောင်းမှာဖြစ်လို့ဒီကိုနဲ့ဘာကာကောင်းဆုံးလက်စားချိန်ခွင့်ရှိနေသေးတာဖြစ်ပါတယ်စောင်းနေကြည့်ပေးအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ